အားသောဝါနာရှင်ညီကောင်မလို့များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလာ17ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကြောတူတကွာကြည့်လိုက်ရအောင်မမင်းနဲ့တော့ဒီနေ့ညမှာလပောက်ပုန်းနဲ့အာဆင်နယ်ပွဲစဉ်ရှိပါတယ်ပထမအုံတင်းတဲ့ပုဂ္ဂိုလ်တော့ ပေါ်တူဂီအခြေစိုက်တင်နာဖြစ်တဲ့ကော်ရီယိုဒါမညာဖော်ပြထားခဲ့တဲ့ဒီပစ်တာယိုကရက်တရင်နဲ့ကြုံစလိုက်အောင်ဒီတရင်ဌာနက ါသူ့မြေသူ့ရေမှာဆိုလို့ရှိရင်တော့တော်တော်လေးဩဇာကြီးမားတဲ့သတင်းဌာနကြီးရဲ့တခုတော်တော်များသတင်းတွေမှန်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အခုသတင်းကတော့သူ့စီရတီးတန့်ရတာဖြစ်တဲ့အတွက်ပြီးတော့ကစားသမားလည်းအဲ့ဒီမှာကန်နေတဲ့ကစားသမားဖြစ်တဲ့အတွက် marketing စင်တာလည်းဖြစ်နိုင်တယ်တကယ် reality လည်းဖြစ်နိုင်တယ်အဲ့အတွက်50 50ရခိုင်နှုန်းမှာကျွန်တော်ညီကိုတွေမှတ်ယူထားပြီးပါဗီတာယိုကရက်နဲ့ပတ်သက်ပြီး Arsenal သင်းတာဝန်ရှိသူတွေက UO 85တန်းနဲ့အဖွင့်ကမ်းလှမ်းမှုလုပ်ထားဆိုသူကဖော်ပြသွားတယ်ကစားသမားနဲ့ Arsenal ရဲ့ပုံကိုကြီးကပြဿနာမရှိဘူးဒါပေမဲ့ဒီကမ်းလှမ်းမှုကို Sporting တို့ ဘလို့ကင်ွယ်သွားမလဲဆိုပြီးတော့သူကတော့ဖော်ပြွားရပေါ့လေပထမကျွန်တော်ကြားတာက Sporting ကဒီကစားပနဲ့ပတ်သက်ပြီးတော့စာချိုးဖြတ်သိမ်းရေးယူတန်းတရာလိုချင်တယ်အာဆင်နယ်ကတော့အဖွင့်ကမ်းလှမ်းမှုယူ85တန်းပေါင်အားဖြစ်ဆိုရင်63တန်းကမ်းလှမ်းလိုက်တယ်အဲ့တော့ဒီကစားမက entry party စိတ်ကြိုက် တီကိုမာရှိတဲ့ဝက်ဒီတော့မဟုတ်အန်ထရီပါတာခေါ်ခြင်းခဲ့တာအာဟီဒါဘယ်တိုက်စစ်ကစားမှကြိုက်လဲသူစိတ်မဝင်စားဘူးသူအသင်းအတွက်ကောင်းမယ်ထင်တဲ့တိုက်စစ်ကစားမှောက်ပဲသူရွေးတယ်အဲ့ပုံစံမျိုးနဲ့အဖွင့်ကမ်းလမ်းမှုလုံးလိုက်တဲ့ဆိုပြီးတော့သူတို့ကတော့ဖော်ပြသွားတယ်26နှစ်ရဲ့ဆွီဒင်သားတော့ဂျွန်လာဆိုရင်အသက်28နှစ်ပြည့်မှာပြီးတော့2028ခုနှစ်ဒီပဲစာချုပ်တက်တန်းရှိတော့တာဖြစ်ပေမဲ့စာချုပ်တက်တန်းတော့ဝေးသေးရဲ့ဗျဒါပေမဲ့ကစားသမားကຫນွေမှာထွက်ခွာခြင်းနေတယ် ဲ့တော့သူ့ကိုလိုချင်တဲ့အသင်းတွေဆိုဝိုင်းဝိုင်းလည်နေကြပဲအဲ့ဒီဂျားတဲ့ကမှ project ကောင်းကောင်းနဲ့သူ့ကိုတရဝင်ကမ်းလှမ်းတဲ့အသင်းတွေမှာဆိုရင် Champion League ဝင်ရဖို့လည်းအခြေအနေကောင်းနေခဲ့တဲ့ Arsenal စီကိုသူကပြောင်းကျင်နေဆိုပြီးတော့တော်တော်များ report တွေကဖော်ပြထားတယ်ဒီရသည်48ပွဲမှာ52ဂိုးသွင်းပြီးတော့ကိုလုံးဖိန်ထားတယ်တပွဲချင်းပြောင်းပြောင်း rating က8.2ထိရှိတယ်သူနဲ့ပတ်သက်ပြီးတော့အားနည်းချက်ကဘာရှိလဲဆိုတော့သူခြေစွမ်းပြနေခဲ့တဲ့ Portugal League ရဲ့အဆင့်တန်းကိုမထောက်ပြတာရှိတယ်ကြံတဲ့အပိုင်းမှာတော့ကစားသမားရဲ့ပွဲကစားရတဲ့ ပွဲရီအတွက်နဲ့ twin go ဖန်တီးမှုနေတဲ့ကတကယ်ကိုမှဟိုယူတော့လောက်ဆရာပေါ့လေအဲ့အတွက်ပေါ်တူဂီမြန်မာဒီလောက်ကျန်းတဲ့ကစားသမားပရီးမီးယားလိမှာလာရင်အဆင်ပြေနိုင်ပါမလားဆိုပြီးတော့အာဆင်တွေကလည်းတောက်လျှောက်စောင့်ကြည့်ခဲ့တာကြံခဲ့တဲ့ຫນွေတုံးကလည်းဒူးတန်ရခွဲစိတ်ခဲ့သေးတယ်အဲ့တော့ဒီကစားသမားကတော့သူတို့ပေါ်တူဂီလိမှာ52ကိုသူမြေ6လုံးဖိုင်ထားဆိုပေမဲ့အဲ့ဒီထဲမှာချန်ပီယံလိရှစ်ပွဲကစားတော့က6ကိုသူမြေ3လုံးဖိုင်ထားတယ် ဲ့တော့ဒီကစားမသည်ပြည်တွင်းမှာနေကျန်းနာမှုပဲနဲ့ချန်ပီယံလိလိုမျိုးအဆင့်မြင့်ပြိုင်ပွဲတွေမှာလည်းသွင်းကိုဖန်တီးမှုတွေလုံနိုင်ခဲ့တဲ့ record ရှိတယ်အဲသူကတစ်ချိန်လုံးက ပရီးမီးယားလိနဲ့အရန်ဆင်းခဲ့တာမဟုတ် Brighton မှာကစားခဲ့ဘူးတယ်ပြီးတော့ Championship Club တွေဖြစ်တဲ့ Swansea တို့ Coventry တို့မှာလည်းကစားခဲ့ဘူးတယ်2023အမှ Sporting ကိုပြောင်းသွားခဲ့တာအဲ့တုန်းက Euro တန်း30နဲ့ဒါပေမဲ့အနာဂတ်တနည်းတစ်ချိန်ကျရင်အသင်းအသင်းကိုရောင်းချရင်စေယုံကော့ဘလောက်ပေးရမယ်ဆိုပြီးတော့ဒီ Coventry နဲ့ Sporting ကြားထဲမှာနားလည်မှုစာချုပ်ထုတ်ထားတယ်အဲ့အတွက် Arsenal တို့ Euro 85သန်းနဲ့ကမ်းလှမ်းနေဆိုရင်တော့မှတစ်ဖက်က ဒီထက်ဈေးပိုရတော့မှရောင်းမလားဆိုပြီးတင်းခံတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေလောဆယ်အထိတော့တရင်ကဒလာပဲတွေ့ရသေးတာအဲ့ဆို50 50လို့ပဲမှတ်ယူထားပြပါအကယ်၍များဒီတရင်ကတကယ် reality နဲ့ကမ်းလှမ်းခဲ့တယ်ဆိုရင်တော့မကြခင်မှာတရင်ကောင်းကြားဖို့တော့ရှိနိုင်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ breaking news ပေါ့လေအဲ့ဒါကတော့ sport peter ကဖော်ပြထားတာ အာဆင်နယ်ရဲ့ဗေဂျန်တိုက်စစ်တောင်ပန်ကစားမလို့ပြောလို့ရတဲ့လီယန်နိုထရော့ဆက်နဲ့ပတ်သက်ပြီးအသင်းတောင်ဝင်ရှိတွေကစာချုပ်သက်တမ်းတိုးဖို့အတွက်တက်တက်ကြွကြွနဲ့စတင်လှုပ်ဆောင်လာပါပြီဆိုပြီးတော့သူကဖော်ပြသွားတယ်။အသင်းကနှစ်ရှည်ကွန်ထရက်ချုပ်ချင်တာဆိုပြီးပြောသွားတယ်။ပထမတော့ဒီလိုအသက်30ဆွန်းဆွန်းဖြစ်နေပြီဖြစ်တဲ့ဘယ်လ်ဂျန်သားကိုအာဆင်နယ်တို့တနည်းနည်းနဲ့ပဲချုပ်မယ်လို့ကျွန်တော်ထင်တာ။လောလောဆယ်တော့သူတို့ရဲ့ဆွေးနွေးမှုတွေရဆိုရင်တော့နှစ်ရှည်ကွန်ထရက်ချုပ်မယ်။ကစားသမားသားသဘောတူတယ်ဆိုရင်ကြံတဲ့ပိုင်းတော့သူတို့ညှိရမယ်ပေါ့လေ။ပထမတော့ကစားသမားကိုဒီကိစ္စနဲ့ပတ်သက်ပြီးသဘောမတူဆိုလို့ရှိရင် sorry ဘက်ကိုရောင်းချမယ်ဆို တရင်ချို့လည်းထွက်ခဲ့သေးတယ်မရောင်းလို့လည်းမရတော့ဘူး2026ຫນွေဆိုရင်အလွတ်နဲ့လက်လို့ရတော့မှာအခုတီယာနေတို့ပါတေးတို့ဂျော်ဂျင်ညိုတို့တိုက်ဖြစ်သွားတော့မှာအဲ့တော့2025ຫນွေအထိဒီကစားမောက်ကိုဆွေးနွေးလို့တတန်းတိုးဖို့အဆင်မပြေဘူးဆိုရင်တော့လာမယ့်ຫນွေရာသီမှာရောင်းထုတ်တော့မှာပဲတန်ကြီးတည့်ရပြန်ပြီးရမယ်ဒီကစားမောက်ကိုလိုချင်တဲ့ ဒါ sorry club ဒီကလည်းအများကြီးရှိနေခဲ့ရပါဘောလေအဲ့တော့အသက်30ရွယ် Belgian သားကတော့ဒီရတီ53ဝက်မှာ35ဝက်ဝင်ဆော့ထားတယ်19တင်ပြီးတော့ခုနှစ်လုံးဖိုင်ထားပါတယ်မနစ်ကတော့16ကိုတင်ပြီးတော့နှလုံးဖိုင်ထားပြီးတော့တပတ်ကိုပေါင်9000ပေးချေထားတယ်ဒီကစားမှာတော့ Arsenal ရဲ့ဒီရတီ injury ဖြစ်နေတဲ့တိုက်စစ်ပိုင်းအတွက်တော့မကြာခဏဝင်ဆော့ပေးပြီးအရေးပါတဲ့ကိုတချို့ကိုလည်းသွင်းယူပေးထားဖြစ်တဲ့အတွက်အိုက်တာပါဝင်အသင်းတောင်ဝရှိတွေကစပီးထိန်းထားခြင်းညာပါဘောလေအဲ့တော့ Trossard ရဲ့ agent Joe Conheran နဲ့ဒါ entry pattern နဲ့တွဲဆုံမှုတချို့ဒီအပိုင်းနဲ့လုပ်ဖို့ရှိရဆိုပြီးတော့လည်းသတင်းတချို့ကတက်လာနေပါတယ်ညီကိုတော့ဘလို့ထင်လဲ trousset ကိုစပီးထိန်းထားသင့်တယ်ထင်လားဒါမှမဟုတ် trousset ကိုရောင်းပြီးတော့အရရတဲ့ income တချို့နဲ့ Nico William လောက်ခတာတော့ကိုရှင်းလိုက်မယ်ဆိုရင်ရောဘာတွေဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါတရားတစ်ခုကတော့ trousset အနေနဲ့ငွေဈေးကွက်မတိုင်မီအသင်းနဲ့စာချုပ်တက်တန်တိုးဖို့အဆင်မပြေဘူးဆိုရင်တော့ Arsenal ရောင်းစင်းတင်တဲ့ကစားသမားတွေရဲ့တယောက်ဖြစ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ The Athletic ကဖော်ပြထားတာအဲ့ဒါကတော့ Arsenal ရဲ့ဒါသမိုင်းတစ်လျှောက်ခပရိန်နဲ့ပတ်သက်ပြီးဖော်ပြထားပါဘောလေဒါ William Gallagher ကတော့2008 2009ကာလတွေမှာဒါကင်တွယ်ခဲ့မှုတယ် Saf Fabregas ကတော့2008ကနေ2011ခုနှစ်အတွင်း Robin Bamas ကတော့2017 2012ဘောလုံးရာသီတစ်ခုနောက်ပြီး Thomas ဒါ Bamilan ကတော့ ဒါ2012ကနေပြီးတော့2014ခုနှစ်တွင်မခေအာတီဒါကတော့2014ကနေ2016ခုနှစ်အတွင်းမာတီဆက်ကကတော့2016ကနေ2018ခုနှစ်တွင်ပြီးတော့2018ကနေ2019ခုနှစ်အတွင်းကတော့ကို CND Greenish ကတော့2019 2020ခုနှစ်တွင်မှာကင်တွယ်ခဲ့ပြီးတော့2020နဲ့2022ခုနှစ်တွင်ကတော့ Ubamian ကကင်တွယ်ခဲ့တယ်အခုအချိန်မှာတော့2022ကနေလက်ရှိအချိန်ထိကတော့ Martin Origer ကကပိန်လက်ပတ်ဝတ်ဆင်ထားတယ်ဘာကြောင့်မို့လို့ဒါတွေကိုပြင်ပြီးကျွန်တော်ရေရွပြလဲဆိုတော့ Athletic ခဲ့ဖော်ပြထားကြရဆိုရင်လာမယ့်ရာသီအထိအာဆင်နယ်ရဲ့ကပ္ပရင်ကအပြောင်းလဲမရှိနိုင်ဘူးမာတင်အိုဒီကပ်ပဲလာမယ့်ရာသီမှာလည်းကပ္ပရင်ဖြစ်အာဆင်နယ်ကိုမောင်းနှင်လိုက်မယ်ဆိုပြီးတော့သူကဖော်ပြသွားတယ်အဲ့တော့တချို့တွေထင်လို့ပေါ့လေဒီဂရန်ရိုက်ကိုကပ္ပရင်လက်ပတ်ပေးလိုက်မယ်ဂေဗရီယယ်ကိုကပ္ပရင်လက်ပတ်ပေးလိုက်မယ်ဆိုပြီးအထင်ကြီးတချို့ရှိမယ်တကယ်တော့အသင်းတစ်သင်းမှာကပ္ပရင်လက်ပတ်တစ်ခုပြောင်းလဲဝစ်စင်တာလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနောက်ဆုံးမာတင်အိုဒီကပ်စီကကပ္ပရင်လက်ပတ်ကြီးချုပ်ပြီးတော့ဒီဂရန်ရိုက်ကိုပေးလိုက်မယ်ဆိုရင်တစ်ဖက်မှာလည်းအိုဒီကပ်ဘက်ကရှိရဲ့လူနဲ့ rice ဘက်ကရှိရဲ့လူနဲ့နှစ်ဖွဲ့ ကွဲသွားနိုင်တယ်။တော်တော်လေးကိုတိမ်တိမ်မွေးပြောင်းနိုင်မှရပါဘောလေ။အဲ့တော့ဘသူကမှတော့ကိုယ်ကပိန်လက်ဘက်ကိုတီတီဖြူနဲ့တော့ပေးခြင်းမှမဟုတ်ဘူး။အဲ့ဒီအပိုင်းနေရှိရဲ။နောက်ဆုံးလေးစားပါတယ်၊တင့်တော်ပါတယ်ဆိုပြီးချုပ်ပေးလိုက်တယ်ဆိုရင်တော့မှရင်ထဲမှာအတိုင်းတာတစ်ခုထိတော့ကြံခဲ့မှာပဲ။ဒါကြောင့်မို့လို့အာဆင်နယ်ရဲ့ကပိန်လက်ဘက်အပြောင်းလဲကတော့လာမယ့်နေရာဒီအထိလာမယ့်ရာဒီအထိမာတင်အိုဒီကက်ကလွှင့်အခြားလူ စီရောက်မယ်လို့တော့မထင်ဘူးဆိုပြီးတော့အက်သလက်တစ်ကဖော်ပြသွားတယ်။အိုရီကန်မရှိရင်တော့ဘူကောဆာကာတို့ဂေဗီယယ်မကာဟေးတို့ကတော့ဒါဒုတိယကပိန်လက်ပတ်ဝတ်ဆင်ဝင်ရတဲ့သူဖြစ်တော့အသင်းမှာရှိနေပါလို့ ဒီ season လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ show ဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆိုတော့ဖဖဖုန်းနံပါတ်တင်ကြကို6939963လုံး20ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်ပါတယ်အိုင်ဘက်ကိုချီကို sport online 5လုံးမိတူကိုကစားမဲ့ဆိုရင်တော့ကျွန်တော်လည်းလက်ထပ်ရတဲ့ show ဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကဲနောက်ဆုံးတင်ပုတ်ကတော့ phone tap arsenal ကဖော်ပြထားတဲ့ဈေးကွက်ထဲမှာ arsenal ချိတ်ဆက်နေတဲ့တိုက်စစ်ကစားမှာ 9ရောက်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါတိုက်စစ်အထောင်ကစားသမား9ရောက်ပေါ့လေနံပါတ်9နဲ့မှာရှိတော့လီယန်ဒီလက်အာဆင်နယ်ကိုရောက်လာတဲ့ချင်းယာကိန်တို့အရန်နေပါတယ်အစ်ဆွတ်တောင်းတဲ့သူတန်ဆင်းသွားတဲ့ကစားသမားကတန်ဆင်းသွားတဲ့အချိန်မှာစာချုပ်ပါအချက်လျက်စာချုပ်ဖိတင်းကြီးပေါင်တန်း30ဆိုလာပဲ အဲ့လောက်ပဲကြမယ်။ဒါပေမဲ့ဒီလိုကစားသမားမျိုးတန်းလင်းဆင်းသွားပြီးအသင်းအတွက်လည်းအများကြီးအထောက်အကူမဖြစ်ခဲ့ဘူးလို့ဒါကျွန်တော်တို့တွေးထားခဲ့တဲ့ကစားသမားကိုအာဆင်နယ်တို့အဲ့ဒီစာချုပ်ဖြစ်တဲ့ကြီးပမာဏပေးပြီးခေါ်မယ်လို့မထင်ဘူး။တည်င်းနေအရာပဲနောက်ပိုင်းထွက်လာခဲ့တာဗောလေ။ရောက်ရင်ရခိုင်တော့အရန်နေပါတယ်။နံပါတ်၄ထဲမှာရှိတော့ Only Walking အသက်က29နှစ် quality ကတော့ထည့်ပြောစရာမလိုဘူး။အသက်29နှစ်ရဲ့ကစားသမားကတော့အရန်တော့ပဲခေါ်ကောင်းခေါ်မယ်။ဒါပေမဲ့ Aston Villa စီကနေသွားပြီးနှိုက်ရမှာဖြစ်တဲ့အတွက် အောက်ကြီးနဲ့တော့ရောက်မှမရှိဘူးအဲ့အတွက်အာဆင်နယ်စီကိုရောက်လာနိုင်ရာဂိုင်းတော့အရန်နေပါတယ်ကြံခဲ့တဲ့ဆောင်းစည်းကွက်လိုမျိုးအယူမှုလိုချင်တဲ့ကာလမှာတော့မရောက်ခဲ့တာလာမယ့်ညွေစည်းကွက်လိုကစားသမားတွေပေါ်ပေါ်တီခေါခေါယူလို့ရတဲ့ကာလမှာတော့29နှစ်တာကိုခေါ်မယ်လို့မထင်ဘူးပေါ့လေနံပါတ်3နဲ့မှာတော့ဘန်ဂျမင်ဆက်စကိုကြံခဲ့တဲ့ညွေရတီတုန်းကကျွန်တော်တို့ပလေးသွားခဲ့တာရောက်ခါနေပြီးထင်ပြီးတော့နောက်ဆုံးမရောက်လာခဲ့ဘဲနဲ့သူ့ရဲ့ RB Leipzig မှာပဲတက်တန်းတိုးခဲ့တာပေါ့လေအဲ့တော့ဒီကစားသမားအာဆင်နယ်ရောက်လာနိုင်ရာဂိုင်းတော့ 60ရာခိုင်နှုန်းလောက်တော့ရှိရဲဒါပေမဲ့ရောက်ရန်ရာခိုင်နှုန်းအရန်နေတယ် entry barter အကြိုက်တိုက်စစ်ကစားမှာမဟုတ်တဲ့အတွက်ပေါ့လေအာရီတာတော့ကြိုက်တယ်လို့ကြားဘူးတယ်နောက်ထပ်နံပါတ်2နဲ့မှာရှိတော့ bitter yogurt သူ့အတွက်တော့ arsenal yu ကိုတန်းတရာလို့တော့သုံးရမယ်လောလောဆယ်တော့ yu 85တန်းနဲ့ကန်လန်ထားပြီးတော့ entry barter အရန်သဘောကြတဲ့တိုက်စစ်ကစားမှာလို့ကြားသိရတယ်အဲ့တော့ entry barter ခေါ်ပြီးတဲ့ကစားမှာကို arita သုံးရမလား arita ကဘယ်ကစားမှာကြိုက်တယ်ဆိုပြီးတော့ entry barter နဲ့တိုင်ပင်ထားပြီးတော့ခေါ်တာလားစောင့်ကြည့်သွားမှာပါနံပါတ် 1, 1နဲ့မှာတော့ alexander isak ပရီးမီးယားလိမှာအသားကျပြီးသား twin goal ဖန်တီးမှုတွေလှုပ်ထားတယ်အဲ့တော့ဒီကစားမစီကတော်ပြီးဝယ်ရမှာနူးကဆယ်စီကချန်ပီယံလိဝင်တဲ့အချိန်ကြီးကောင်းတဲ့အသင်းတင်းဆန်ကြီးဝယ်ရမှာဖြစ်တဲ့အတွက်တန်ကြီးကလည်းပေါင်တန်150အောက်ထစ်တောင်းဆိုမှာဖြစ်လို့ကစားသမားလည်းချန်ပီယံလိဝင်ရရင်ကာဆီယာထွက်ဖို့မရှိရဖြစ်တဲ့ရောက်ရင်ရခိုင်တော့အရန်နေတယ်အဲ့တော့ဒီ9ရောက်ထဲမှာဆိုရင်တော့အာဆင်နယ်ရောက်လာနိုင်ခြင်းအရှိဆုံးကတော့နံပါတ်1ဖြစ်ကျွန်တော်ခံယူထားတော့ပစ်တာယော့ဂရက်နံပါတ်1ဖြစ်ကတော့ဘက်ဂျမင်ဆက်စကိုအဲ့ဒီနှစ်ဦးတွေကတအူးကျင်းသေးရောက်မလို့တော့ထင်းတယ်လောလောဆယ်တော့အာဆင်နယ်အသင်းရဲ့ အားစားတိုက်တာတဲ့ entry bar ကတော့တွေ့ဆုံဆွေးနွေးမှုတွေကံလမ်းမှုတွေခက်တက်တက်လှုပ်ဆောင်နေပါတယ်အဆုံးထိကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ